ချွေးတောင်မထွက်လိုက်ပဲမတော်တဆနဲ့ရှာတွေ့ခဲ့ကြတဲ့ကမ္ဘာတံပိုးအကြီးဆုံးရန်နာတိုက်ကြီး၄ခုပြည်သက်များအားလုံးပဲမင်္ဂလာပါခင်ဗျာဝါလောကထူးခြားဆန်းပြားအကြောင်းအရာများကိုပုံမှန်တင်ဆက်ပေးနေတဲ့ဒီပြီးတော့ channel ကနေပြန်လည်ကြိုဆိုပါရစေတိုက်တူးသမားတွေအကြောင်းကိုပြည်သက်များကြားဘူးကြမှာပါကျွန်တော်တို့နိုင်ငံမှာရောကမ္ဘာပေါ်မှာပါဒီနေ့ထက်ထိတိုင်ရန်နာတိုက်တွေကိုလိုက်လံရှာဖွေနေကြတဲ့ရန်နာတိုက်မှုဆိုးတွေအများကြီးရှိနေပါတယ်ဒါပေမဲ့လွယ်လွယ်ကူကူနဲ့ရှာမတွေ့နိုင်ကြပါဘူးတချို့တွေကတော့ဘာမှမဟုတ်ပဲ ကွေးကြောင်းထွက်ရင်လည်းလမ်းပြင်းနေနဲ့တောင်မှရန်နာတိုက်ကြီးတွေကိုမမျှော်လင့်ပဲတွှေ့ရှိခဲ့ကြတာတွေရှိပါတယ်။ဒီနေ့ဗီဒီယိုထဲမှာတော့မမျှော်လင့်ပဲနဲ့ရှာဖွေတွှေ့ရှိခဲ့တဲ့ကမ္ဘာကြီးမှာဆုံးရန်နာတိုက်ကြီး၅ခုကိုတင်ဆက်ပေးလိုက်ရပါတယ်။နံပါတ်၁ Stepford Shire Tide Stepford Shire Thorpe 2009ခုနှစ်မှာအင်္ဂလန်နိုင်ငံ Stepford Shire မှာအပျော်တမ်းရန်နာရှာဖွေသူ Terry Harp ကတတ်တူရှာသန်းနဲ့တွေ့ရှိခဲ့ပါတယ်။ဒီတိုက်မှာရွှေနဲ့ငွေဖြင့်လှုပ်ထားတဲ့စစ်သုံးပစ္စည်း၄၆၀၀ခန့်ပါဝင်ပြီး ၊ရွှေ9.1ကီလိုဂရမ်နဲ့ငွေ1.4ကီလိုဂရမ်ပါပါတယ်။အဓိကအားဖြင့်အင်္ဂလိပ်ဆက်ဆွန်ခဲ့၊9ရာစုနှစ်ကဒိန်အစင်တသားတွေလက်ဝယ်ရနာတွေနဲ့ဘာသာရေးပစ္စည်းတွေပါပါတယ်။ဒီတိုက်ကို4.1တသန်းဒေါ်လာပေါင်3.3သန်းလောက်တန်ဖိုးထားသတ်မှတ်ခဲ့ပါတယ်။ဒီတိုက်ဟာအင်္ဂလိပ်ဆက်ဆွန်ခဲ့ရဲ့အကြီးဆုံးရန်နာတိုက်ဖြစ်ပြီးသမိုင်းပညာရှင်တွေအတွက်အဲ့ဒီခေတ်ရဲ့လက်မှုပညာနဲ့စီးရင်ရင်ကျေးမှုကိုထက်ထဲဝင်ဝင်လေ့လာနိုင်ခဲ့ပါတယ်။နံပါတ်1 Hausni Tai Hausni Hall 1992ခုနှစ်မှာအင်္ဂလန်နိုင်ငံဆော့စ်ဖို့မှာအယ်ရစ်လော့ဆိုသူကသူ့ငယ်ချင်းရဲ့တူတချောင်းရှာရင်မတော်တဆတွေ့ရှိခဲ့ပါတယ်။တကယ်ကိုကြံကြံဖန်ဖန်ပါပဲ။ဒီတိုက်မှာရောမခစ်ကြံရစ်တဲ့ရွှေရင်းက969ခုငွေရင်းက14282ခုနဲ့ကြေးရင်းက24ခုအပြင်ငွေစွန်းတွေလက်ဝေရနာတွေနဲ့ချွေပြင်းပြုတ်လောက်ထားတဲ့ငရုတ်ကောင်းအိုးပပပော့တွေပါဝင်ပါတယ်။တကယ်ကိုရှင်းအောင်ရနာတိုက်တစ်ခုပါပဲ။1993မှာပေါင်1.85တန်း ယခုတန်မိုးဆိုရင် ပေါင်၄.၅တန်းလောက်တန်မိုးထားသတ်မှတ်ခဲ့ပါတယ်။ဒီတိုက်ဟာယောမအင်ပါယာကြာဆုံးချိန်မှာ၄၀၀စုနဲ့ချမ်းသာတဲ့မိသားစုတစုကဖွဲ့ထားခဲ့တာဖြစ်ပြီးယောမလူမှုဘဝရဲ့ခမ်းနားမှုကိုဖော်ပြပါတယ်။သူသဖြင့်လက်ဝိဟင်နာတွေရဲ့လက်မှုပညာဟာအမကန်းပါပဲ။နံပါတ်၃ Sterile Tide Sterile Hall 2013ခုနှစ်မှာအမေရိကန်နိုင်ငံကယ်လီဖိုးနီးယားပြည်နယ်မှာလုံတွဲတွဲကသူတို့အိမ်နောက်ဖေးမှာခွေးကြောင်းထွက်ရင်တွေ့ရှိခဲ့ပါတယ်။ဒီတိုက်မှာ1849ကနေ1844ထိထုတ်လုပ်ခဲ့တဲ့ ရွှေရင်းက1429ခုပါဝင်ပြီးအများစုဟာအသုံးမပြုရသေးတဲ့အပြစ်ဆက်ဆက်အခြေအနေမှာရှိနေပါတယ်။အဲ့ဒီခေတ်ရဲ့ကာလတန်ဖိုးဒေါ်လာ10တန်းကျော်ဖို့လောက်ရှိမယ်လို့ပညာရှင်တွေကခန့်မှန်းပေးခဲ့ကြပါတယ်။ဒီတိုက်ဟာအမေရိကမှာတွေ့ရှိခဲ့တဲ့အကြီးဆုံးရွှေရင်းကတိုက်ဖြစ်ပြီးဗန်ဒမြားမှုတစ်ခုနဲ့ဆက်ဆက်နိုင်တယ်လို့ထင်ကြီးပေးကြပါတယ်။ဒါပေမဲ့ဘယ်သူဖွက်ထားခဲ့တယ်ဆိုတာကိုအခုချိန်ထိတိုင်အတိအကျမသိရသေးပါဘူး။နံပါတ်၄ကွာဒေးတိုက်ကွာဒေးဟော့1849ခုနှစ်မှာအင်္ဂလန်နိုင်ငံလန်ကန်ရှားရမှာမြေကမ်းပေါ်ပြုတ်ပြင်း လုံသမားတွေကတွေ့ရှိခဲ့ပါတယ်။ဒီတိုက်မှာ Viking ခေတ်ကငွေရင်းကားတွေလက်ဝယ်ရနာတွေနဲ့ငွေကြောင်းတွေစုစုပေါင်း7600ကျော်ပါဝင်ပါတယ်။အများစုက Viking တွေရဲ့အရှိအင်္ဂလန်ခြေချရာနေရာကဖြစ်ပြီးစကင်ဒီနေဗီးယားအီတလီနဲ့ဘိုင်ဇန်တိုင်းကလည်းပစ္စည်းတချို့ပါပါတယ်။အဲ့ဒီခေတ်ရဲ့ကာလတန်ဖိုးဒေါ်လာ3.2တန်းလောက်ထိတောင်တန်ကြီးရှိရလို့သတ်မှတ်ခဲ့ကြတာကြောင့်ဒီနေ့ခေတ်ငွေကြေးဖောင်းပွားမှုနဲ့တွက်ကြည့်လိုက်ရင်အတော်လေးများပြားလွန်းတဲ့ပမာဏပါပဲ။ဒီတိုက်ဟာ Viking ခေတ်ရဲ့အကြီးဆုံးတိုက်တစ်ခုဖြစ်ပြီး ဗိုက်ကင်းတွေရဲ့ကုန်သွယ်ရေးနဲ့ယဉ်ကျေးမှုကိုဖော်ပြပါတယ်903 930ခုနှစ်မှာဒပ်လင်ကနေဗိုက်ကင်းတွေနေထိုင်ရပြီးနောက်ဖွက်ထားခဲ့တာဖြစ်နိုင်ပါတယ်ဆုံးထိကြည်ပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်